crypto ဈေးတက်တက်ကြကြအနဲ့ရတဲ့ future trading ကပါလေကိုမှ data ဘူးရှိရင်တထောင်ဘူး trade လို့ရတယ်ဈေးတက်ရင်ရောကျရင်ရောအမြင်ရတဲ့ trading နည်းကိုစိတ်ဝင်စားရဆိုလို့ရှိရင် video ကိုအဆုံးထိကြည့်လိုက်နော်အပေါ်အနေဆုံးပြောရရင် feature trading က long ကစားနည်းနည်းစံတယ် crypto တွေကနေပြီးတော့အမြတ်ရဖို့ crypto တကယ်ဝယ်စရာမလိုဘူးအဲ့ crypto ရဲ့ဈေးအတက်အကျကိုခံမှန်းပြီးတော့အမြတ်ယူရတဲ့ trading နည်းတစ်ခုဖြစ်တယ်အဲ့ဒီလိုခံမှန်းတဲ့နေရာမှာလဲကိုယ်မှရှိတဲ့ပတ်စံရဲ့85%အထိအတိုးယူပြီးတော့ခံမှန်းလို့ရတယ် ဥပမာကိုမှဒေါ်လာရှိရဆိုလို့ရှိရင်85ဒေါ်လာဘိုးထီကိုတိုးပြီးတော့ future trade လုပ်လို့ရရပေါ့အဲ့လိုလို့တော့ကို leverage စတိုးယူရလို့ခေါ်ရဲအများဆုံး85စားထီအတူယူလို့ရရဆိုပေမဲ့အဲ့လောက်ထီမယူသင့်ဘူးအလွန်ဆုံးမှ5စား10စားအစ20ဆိုတော့ကအလွန်ဆုံးပဲဖြစ်ပါတယ်တကယ်လို့ကိုက beginner ဖြစ်တယ်ဆိုလို့ရှိရင်2စား3စားပဲအလွန်ဆုံးယူသင့်ပါတယ်အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့ liquidation ကြောင့်ပါ future trading မှာကဈေးနှုန်းတစ်ခုရောက်သွားရင်ကိုယ့်ရဲ့ future wallet ထဲကပတ်စံနေအကောင်လုံးကို auto ထုတ်ရောင်းတဲ့ liquidation ဆိုတဲ့နေရာတစ်ခုရှိရပေါ့နော်အဲ့အရလို့ဒါထိတော့ရဲ့ solution ရင်ကိုယ့်ရဲ့ပတ်စံနေအလုံးပြောင်းသွားမှာဖြစ်ပါတယ်ဆိုတော့အချင်းချုပ်ပြောရရင် future trading ဆိုတော့က crypto တွေကိုတကယ်မွေပဲနဲ့ crypto တစ်ခုရဲ့ဈေးအတက်အကျကိုခန့်မှန်းပြီးတော့အမြင့်ယူတဲ့ trading တစ်ခုဖြစ်တယ်ဈေးအတက်ကို command ပြီးတော့ trade ရင် long တယ်လို့ခေါ်ပြီးတော့ဈေးအကျကို command ပြီးတော့ trade ရင် short တယ်လို့ခေါ်ရယ်။ကို့မှာရှိတဲ့ပတ်စံရဲ့စာတိုးယူရတဲ့ဟာကို leverage စာတိုးယူရလို့ခေါ်ရယ်။ leverage များရဲ့များသလိုကိုရတဲ့အမြတ်အရှုံးကလည်းများတယ်။မြေတောက်ကကိစ္စမရှိပေမဲ့ရှုံးသွားရဆိုလို့ရှိရင်တော့ liquidation ထိနိုင်ပြီးတော့ကိုယ့်ရဲ့ပတ်စံတဲ့အကောင်လုံးပြောင်းသွားနိုင်တယ်။ဒီလောက်ဆိုလို့ရှိရင်တော့ future trading ချက်ကိုတည်တားလိမ့်မယ်လို့ထင်ပါတယ်။ Binance မှာ GA crypto ရဲ့ where ဆိုလို့ရှိရင် trading fees ပေးရပါတယ်။အဲဒီ trading fees ကို20% discount lifetime ရနိုင်မှုအတွက် crypto make referral code ကိုသုံးပြီးတော့ Binance account ဖွင့်လို့ရပါတယ်။ဒီကုန်းနဲ့ဖွင့်ရတဲ့ဆိုလို့ရှိရင် crypto make member တွေအတွက်တည်တံ့ပေးတဲ့ giveaway တွေကိုလည်းရနိုင်ပါသေးတယ်။ တကယ်ရင်ညာကိုကခရစ်ပရိုရှားဟိုစိတ်ဝင်စားလို့ဒီချက်ပို့ပြီးတော့လေ့လာစနေဆိုလို့ရှိရင် Crypto Make Channel တွေကို follow လုပ်ထားလိုက်လို့ရပါတယ်။ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ Crypto Make ပါအားလုံးမဲ့နောက် video မှာပြန်တွေ့ရပါဦး။